ရှမ်းလူမျိုးကနဝင်းအစိုးရကြီးတွင်ဒီသိန်းတဲ့အန်ချောင်းတစိတစောင်း ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Top Magazine ကနေပြီးတော့ပြန်လည်ချိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြမကန်နဝင်းနေတွေကဆွေစုံရအနုပညာရှင်ကြီးဖြစ်တဲ့တွန်လေးသိန်းနှံအချောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တွန်လေးသိန်းနှံကအဆိုရောစာရေးဆရာတရေးဆရာ ရုပ်ရှင်သရုပ်ဆောင် ရုပ်ရှင်ဒါရိုက်တာဆက်ဆရာတဦးစားတဲ့ရှာရှာပါပါဆွေစုံရတဲ့ပြည်သူအချို့ကိုတည်ပိုးခဲ့တဲ့အနုပညာရှင်ကြီးဖြစ်တာကြောင့်ပြည်သူချစ်တဲ့ကန်နဝင်းကြီးတဦးဖြစ်ခဲ့ပါတယ် တွန်လေးသိန်းတန်းကိုရှမ်းနယ်ဘွာမြမသမားတော်ကြီးဦးဖိုးဦးနဲ့ဒေါ်ညိုတို့မှမြမတက္ကရဲ1303ခုနှစ်တရင်ကျူလာဇန်9ရက်ခရစ်နှစ်1940ခုနှစ်စက်တင်ဘာလ26ရက် တောက်ချာနေ့မှာရန်ကုန်တိုင်းတွန်လေးမြို့နယ်ရှမ်းစုကြီးကျေးရွာမှာမွေးဖွားခဲ့ပါတယ်မွေးချင်း6ရောက်အနက်ပြင်စမမြောက်ဖြစ်ပါတယ်။မွေးချင်းနေမှာ ကိုထွန်းဤမအောင်ချင်းကိုထွန်းအေးမဝင်းမောင်ချီငွေတို့ဖြစ်ကြပါတယ်။တောက်ကြတာဖြစ်တာကြောင့်န နေသင့်နန်သင့်မောင်သိန်းတန်လိုအမည်ပေးခဲ့ကြပါတယ်။အရွယ်ရောက်လာတဲ့အခါရှမ်းစုကြည်ကြီးရွာမူလာရန်ကျောင်းဆရာကြီးဦးချန်ထွန်းကျောင်းမှာတတိယဒဏ်အထိပညာသင်ယူခဲ့ပြီးစတိုဒါဒဏ်မှတတမဒဏ်အထိရန်ကုန်မြို့စမ်းကျောင်းဟုံလန်းအခုပန်းလိုင်လမ်းမှာရှိတဲ့အကိုကြီးစည်းစရာဦးထွန်းကြီးရဲ့နေအိမ်မှာနေထိုင်ကကျောင်းတက်ပညာသင်ယူခဲ့ပါတယ်။ရန်ကုန်မှာ9ဒဏ်အထိနေပြီး Heritage အရေးခင်းဖြစ်ပြီးတော့9ဒဏ်ဆမီပွဲအောင်ကစာတိနေရှမ်းစုရွာ ွာကိုပြန်လာခဲ့ပါတယ်။အရိမဂျပန်တွန်ဒီအခြေခံပညာအထက်တန်းကျောင်းကိုပြောင်းရွှေ့ပညာသင်ယူခဲ့ရာ1959ခုနှစ်မှာနဝမာတန်းဆမေးပွဲအောင်မြင်ခဲ့ပါတယ်။တွန်ဒီသိန်းတန်းကငယ်စဉ်ကပင်ကြပြာရေးဆက်တီကုန်းချင်းနဲ့တချင်းဆိုချင်းဂီတဝဝါဒနာအထုံပါလာခဲ့လို့တွန်ဒီမက်ဒလင်ဦးတန်းကျွေထံမှာဒိဂီတာပညာကိုသင်ယူခဲ့ပါတယ်။နဝမာတန်းအောင်မြင်ပြီးတဲ့နောက်ရန်ကုန်မြို့အစိုးရပုံနှိမ်နဲ့စာရေးကိရိယာဌာနမှာဝင်ရောက်လုပ်ကိုင်ခဲ့ပြီး1960 2021ခုနှစ်မှာမြမအတန်ကိုအငယ်တန်းစီအဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီးအဲဒီမှာမြမအတန်ဓာတ်ပြားပိရကတ်တိုင်းမှာလက်ထောက်ပိရကတ်တိုင်းမှုအစင်အထိတိုးမြင့်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တွန်လေးသိန်းတန်းကတချင်းရေးသားတည်ဆိုခြင်းဝါသနာအရာဆရာဦးသန်းကျွင်တက်မတော်ရေမပီအိုဦးသန်းမြင့်ဂီတာသိန်းဆိုစန္ဒယာမောင်မောင်အေးမောင်မောင်လေးတို့ထံမှဂီတပညာကိုစီးပူးခဲ့ပြီး1956ခုနှစ်မှာမြမအသံရေဒီယိုမှဒေသချင်းတပုံးစားနှစ်ပုံးစားစတင်ထုတ်လင်းခဲ့ရာ1960-61ခုနှစ်ကကိုရိုင်းရေးကိုရိုင်းတည်ဆိုခဲ့တဲ့မျက်ရည်စမ်းဖြစ်ခန်းလီပြီးတချင်းနဲ့ဂီတနယ်ကိုစတင်ဝင်ရောက်ခဲ့ပါတယ်1962ခုနှစ်မှာ ကိုရိုင်းရေးဆက်တီကုန်းကမြမအတံမှထုံးလွှင့်သောထွေးညိုသခြင်းနဲ့မြမနိုင်ငံအနှက် ပြန်နဲ့ကြော်ကြားလူသိများလာခဲ့ပြီးရနောက်တပြားလောကမှာပန်းနွယ်ကစိမ်းနှမလက်လျှော့နေလေတော့မြားတီတာအကျိုးတော်ထောက်ပေမဲ့အသီးတရာအညာတခုမြစ်တာမီအိမ်ကိုရဲမင်းရဲ့ပန်းပတောင်ရင်ဖိုးလာမင်းကိုအောင်းသွေးခိုင်းမယ်မုံနတာချေကတပါလို့စားတဲ့သချင်းတွေနဲ့ဒိဋ္ဌိရှင်အဖြစ်ထင်ရှားကြော်ကြားလာခဲ့ပါတယ်သူရဲ့သချင်းတွေကခြေလက်ရဲ့တဘာဝအလှပတွေနဲ့ဒေါသူတောင်သားတို့ရဲ့ခံစားမှုကိုကိုစားပြူတာကများပါတယ် ထွေးညိုတဲ့ချင်းကတွန်လေးသိန်းတန်ကိုနိုင်ငံကျော်ရုပ်ရှင်မင်းသားဘဝကိုပို့ဆောင်ပေးခဲ့ပါသေးတယ်1964ခုနှစ်မှာမြက်ကဝင်းရုပ်ရှင်မှဒါရိုက်တာဦးလာအောင်ရိုက်ကူးသော ထွေးညိုဇက်ကားမှာမင်းသမီးခင်တန်းတို့တရုတ်ဆောင်ထေဝင်းတို့နဲ့အတူပါဝင်တရုတ်ဆောင်ခွင့်ရရှိခဲ့ရာဒိတ်တန်ရှင်တရုတ်ဆောင်အဖြစ်ထင်ရှားကြော်ကြားလာခဲ့ပြီးရနောက်ရုပ်ရှင်ဇက်ကားများဆက်လက်ရိုက်ကူးဖို့မြမအတန်မှအလို့ထွက်ခဲ့ပြီးချစ်သူပေးသောတေးတပုတ်ဇက်ကားကိုဆက်လက်ရိုက်ကူးခဲ့ပါရယ်ဒွန်ဒီသိန်းတန်းကရုပ်ရှင်ကုမ္ပဏီပေါင်းများစွာကကလန်းရိုက်ကူးတဲ့ဇက်ကားတွေမှာအဓိကဇက်ကောင်အဖြစ်ပါဝင်တရုတ်ဆောင်ခဲ့ရာချစ်သူပေးသောတေးတပုတ်မြစ်တာဇလန်းစုံရဝေပန်းရွေကစိန် အရွှေတို့ရွာအညာသားလေးပန်းကလေးများမနွမ်းစေခြင်းမုံစရာကြီးချမ်းမြေတီတကူချဲ့ရဲကဲနောင်အသက်ကိုနှင်း၍တတိသွေးနဲ့တေးလို့လင်နှင်းစီနဲ့နန်းကြာရိတ်မြိုင်အပအဝင်ရုပ်ရှင်ဇာတ်ကားပေါင်း68ကားကိုရိုက်ကူးခဲ့ရလဲဖြစ်ပါတယ် တွန်ဒီသိန်းနှံကဝစ်ထုဇန်ညွန်ဒါရိုက်တာဖြစ်လဲရှိုက်ကူထုတ်လုပ်ခဲ့ရာမင်းသမီးဆန္နာနဲ့တွဲဖက်သရုပ်ဆောင်နဲ့ကိုရယ်မင်းရဲ့ပန်းပတောက်ရယ်နဲ့ချင်းမီတော့လေအယူမှုဇက်ကားတို့မှာပရိသတ်တရဲ့အင်မတန်နှစ်ချိုက်အားပေးခြင်းကိုခံခဲ့ရပါတယ်။တက်ပြားဒီသချင်းနေအနေနဲ့ထွေးညိုထွက်ရှိပြီးနောက်ပိုင်းအဆက်မပြတ်တည်ဆို့ထုံလင်းခဲ့ရာအစရောတွန်ဒီသိန်းနှံကိုယ်တိုင်အရေးအတွက်မမိခြင်းမရှိတော့ဘူးလို့ဆိုခဲ့ရပါတယ်။တိတ်ခွေ29ခွေထွက်ရှိခဲ့ပြီးတော့သချင်းပုတ်ရည်320ခန့်ပြားဆက်ဒီများပါဝင် ရင်တော့350ခန်းရှိမယ်လို့ခန့်မှန်းကြပါတယ် 1994ခုနှစ်မှာဒွန်ဒီသိန်းတန်ဂီတာရုပ်ရှင်ပြဆက်တဲ့ပင်ဆက်တဲ့ပင်ဒီအဖွဲကိုဖွဲ့စည်းပြီးတော့ဇမင်သားအဖြစ်နဲ့လည်းအနေနဲ့အရရက်ကိုလှည့်လည်ကပြခဲ့ရာယုံပြည့်ယုံရှံပရိသတ်အားပေးခြင်းကိုခံခဲ့ရပါတယ်မြမယဉ်ကျေးမှုဒေသချင်းတွေကိုသီဆိုလေးရှိတဲ့ဒွန်ဒီသိန်းတန်ကဂီတာပရိသတ်အားပေးမှုအများဆုံးရရှိတဲ့တေးဖြူအစိုးရအဖြစ်မြမဂီတာသမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်ကိုရိုင်းကြီးကိုရိုင်းသီဆိုအတန်လွင်ခဲ့တဲ့ဒေသချင်းများစွာအနက် ဲ့ဖိုးလာမင်းကိုအောင်တွေခိုင်းမယ်။နှမလက်လျှော့နေလီတော့ဝနပပါအသေးတရာအညာတခု အမေပါကတနခါရောမှာခစ်ဆက်ဆက်မယိုးနိုင်တဲ့ဒီဒီအဖြစ်ကိုကနဝင်တွင်ပြီးတော့ချိန်ရခဲ့ပါတယ်။ဒါအပြင်တွန်နေသိန်းနဲ့ဟာဂီတရုပ်ရှင်သားမကရုပ်ရှင်သားမကပဲနဲ့ပေါ့နော်။တီးတဲ့လုံးချင်းဝိထုရီကိုလည်းရေးသားခဲ့ပြီးတော့ စာအုပ်20ခန်းထီကိုရှိပြီးမခေါ်တာတော်ရာကပြုံးပါမယ်အချစ်ကစနေကိုဝစနေစတဲ့ဝိထုစာအုပ်တွေကတော့ထင်ရှားခဲ့ပါတယ်အစရောတနေ့သိန်းနိုင်ကဒေါခင်ခင်စမ်းမြင့်နဲ့လက်ထက်ခဲ့ပြီးတော့သားသမီးလေးဦးထွန်းကားခဲ့ပါတယ်၎င်းတို့အနက်ဝင်းပပသိန်းတဲ့အမည်နဲ့သမီးလေးဟာအစရောတူဖြစ်လာခဲ့ပါတယ်ဒါအပြင်ဘဝအချိုးအခွေအပြောင်းလဲမှာဒေါ်တန်းချစ်ခေါ်အစရောချစ်စပယ်နဲ့လက်ထက်ခဲ့ပြီးတော့သမီးတူရှိခဲ့ပါတယ်အဲ့ဒီသမီးဟာအခုအခါ ဖားခင်နဲ့မိခင်ကဲတို့ပဲရွှေရီသိန်းတဲ့အမည်နဲ့အစိုးရတဦးဖြစ်လာခဲ့ပါတယ်။တသက်တာကာလာဘတ်လုံးအမှုပညာနဲ့နေထိုင်ခဲ့တဲ့တွန်ဒီသိန်းတဲ့ဟာ1999ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာရန်ကုန်မြို့မှာအသေးကင်ဆာနဲ့ခွင်လွန်ခဲ့ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်လို့အဆုံးတွေ့ကြပါစို့ရှင်။